ားလုံးပဲမင်္ဂလာပါ Special Football ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာတော့အဲ England Premier League အသင်းအသင်းကြီးရဲ့ကစားသမားတချို့ရဲ့အကြောင်းအရာနဲ့အဲကျွန်တော်အဒီရာသီလက်ရှိရာသီကုန်မှာအဲဘယ်လိုပြောမလို့အနားယူရောမယ်ကစားသမားဘဝအနေနားယူရောမယ်ဘတ်စကွတ်ဘတ်စကွတ်အနေနဲ့ကတော့သူအနေနဲ့ဘာစီလိုနာအသင်းရဲ့လီဂျန်တူဖြစ်သလို အမ်စပိန်သင်းစပိန်သင်းနဲ့လည်းအောင်မြင်မှုတွေကမ္ဘာဖလားတွေရရှိခဲ့တဲ့ကစားသမားတယောက်သူ့အနေနဲ့ကွင်းလယ်ဖြတ်ကစားသမားတယောက်ဖြစ်ပေမဲ့လည်းသူ့အနေနဲ့တော်တော်လေးကိုပပနဲ့နဲ့စပီတုံးစရာမလိုပဲနဲ့စပီစပီတုံးစရာမလိုပြသူ့အနေနဲ့အုံနောက်နဲ့ပဲကစားတဲ့ကစားသမားတယောက်ဘတ်စကွတ်ဘတ်စကွတ်လူစားသမားမျိုးနောက်ထပ်ပေါ်ဖို့ဆိုရလေသူ့အနေနဲ့အဲသူ့ပုံစံ ကစားနိုင်မယ်ကစားသမားဆိုတာလေကစားရတယ်လွယ်ကူပဲမသူ့လိုမျိုးကစားနိုင်ဖို့ဆိုတာတော်တော်လေးကိုဘယ်လိုပြောမလဲခက်ခဲခက်ခဲမယ်လို့တော့ထင်တယ်သူ့လိုမျိုးနောက်ထပ်ကစားသမားမျိုးပေါ်လာဖို့ဆိုတာလေမဖြစ်နိုင်ဘူးရှေ့မှာ Iniesta Iniesta ဆိုရင်ခု Pedri 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 က Iniesta လောက်ခြေစွမ်းတော့မရောက်သေးဘူးဒါပဲမယ်လေ Pedri ဆိုရင် Iniesta နဲ့ခြေစွမ်းတော်တော်ဆင်တူရဲ့ဒါပဲမယ်အခုလက်ရှိအချိန်မှာ Spain အသင်းနဲ့ Barcelona အသင်းရဲ့ ကန်နဝင်ကစားသမားတူဖြစ်တဲ့စာဂျီယိုဘတ်စကွတ်ကတော့သူ့အနေနဲ့ဒီရာသီဟိုမေဂျာလီမေဂျာလီရာသီစီဇန်ကုန်မယ်ဆိုရင်သူ့အနေနဲ့ကစားသမားဘဝကနေအနားယူတော့မှာဖြစ်တဲ့သူ့အနေနဲ့နောက်ဆုံးရာသီကိုသူ့သူ့သူ့ဘယ်လိုပြောမလဲသူ့ရဲ့အသင်းဘော်ဟောင်းနေဖြစ်တဲ့မက်ဆီချိုရီအဲဘာဆွာရက်တို့နဲ့အတူသူ့အဲအင်နာမိုင်ယာမီမှာသူ့ရဲ့နောက်ဆုံးကစားသမားဘဝကနောက်ဆုံးရာသီကိုသူ့အနေနဲ့ဖျက်ဆီးပြီးတော့ကစားသမား ဘွားကိုဆုံးသက်လို့မှလည်းဖြစ်တယ်သူအနေနဲ့ကသာသမားဘွားအနာယူမဲ့ချိန်ကလက်ရှိလက်ရှိချိန်မှာ38နှစ်ဖြစ်ပြီးနောက်ရာသီမှာဆိုတော့30နောက်ရာသီသာဆက်ကစားမယ်ဆို39နှစ်နဲ့ကစားမှာဖြစ်ပေမဲ့သူအနေနဲ့တော့ဘတ်စကောအနေနဲ့တော့ဘောလုံးဘောလုံးလောကနေပြီးတော့အနာယူတော့မှလည်းဖြစ်တယ်အဲဘလူပြောမှုကျွန်တော်တို့ဘောလုံးအရင်ဟိုရှေ့ကလေးကြီးရတဲ့ကြီးခဲ့တဲ့လူတွေအတွက်တော့ဘတ်စကောကိုကြီးခဲ့ရတာ အာခြေနဲ့အားရတဲ့ရှိတယ်ဆိုပေမဲ့ဒီဘက်ကလူတချို့ဒီခုနောက်ပိုင်းမှာကြီးတဲ့လူတွေအတွက်တော့ဘတ်စကွတ်ကိုဘတ်စကွတ်ကစားတာကိုတိတ်ပြီးတော့မြင်ဘူးလိုက် မြင်ဘူးကြမယ်လို့တော့မထင်ဘူးဗျာအဲ့လိုအဲ့ဒီတော့ကြောင့်သူတို့အနေနဲ့နဲငယ်တော့ကန်ဆိုးခဲ့လို့ထင်ကျွန်တော်တို့အနေနဲ့တော့နည်းနည်းလေးကန်ကောင်းခဲ့တဲ့ထဲတော့ပါပါမယ်လို့တော့ပြောလို့ရတယ်အဲဘတ်စကွတ်အနေနဲ့သူအနေနဲ့ဆိုရင်တော်တော်လေးကိုကောင်းမွန်ဘာစီလိုနာအသင်းနဲ့လည်းဖလားဆောင်ရခဲ့တယ် အဲသူအနေနဲ့ကဘာဖလားလဲရခဲ့တယ်ဘာစီလိုနာအသင်းမှဆိုလဲသူအနေနဲ့တော်တော်လေးကိုကောင်းမွန်ခဲ့ပြီးစပိန်အသင်းမှဆိုရင်လဲဇာဗီအနီစတာအဲအလွန်ဆိုတို့ရဲ့အလွန်ဆိုတို့ပြီးတော့သူအနေနဲ့ဘတ်စကအနေနဲ့ကောင်းမွန်ဆုံးချိတ်ဆက်ပြီးကစားနိုင်ခဲ့ပြီးကဘာဖလားဘာရရှိအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့တဲ့ကစားသမားတယောက်ကတော့အဲလက်ရှိ MSL ရအဲ မေဂျာလီယာဒီကိုရောအနာယူတော့မှာဖြစ်တယ်တပတ်ပရီးမီးယားလီဘာမှာဆိုရင်ပရီးမီးယားလီအသင်းကြီးတသင်းဖြစ်တဲ့အာဆင်နယ်အသင်းရဲ့ကစားသမားဝီလျံစလီဘာကတော့ရီယယ်မက်ထရိုကိုသူ့အနေနဲ့ယာဒီကိုရင်ပြောင်းမလူလူပါလူလူနဲ့သူ့အနေနဲ့အာဆင်နယ်အသင်းနဲ့စာချုပ်သက်တမ်းတူဖို့သဘောတူညီမှုရခဲ့တယ်လို့တော့ကျွန်တော်အနေနဲ့သိရတယ်အာစလီဘာအနေနဲ့စာချုပ်ချုပ်လိုက်မယ်ဆိုရင်တော့ရီယယ်မက်ထရိုကိုရောက်ဖို့တော့ ရီယယ်မက်ထရစ်ကတော့ခေါ်ယူမှာမဟုတ်တော့ဘူးလို့တော့ထင်တဲ့သူအနေနဲ့ရီယယ်မက်ထရစ်ကခုနောက်ပိုင်းဆိုအဲဘယ်လိုပြောမလဲစာချုပ်လိုမျိုးတတန်းကုန်ဆုံးပြီးတော့အလိုအလိုပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူတာအများကြီးတော့ကြောင့်မလို့ဆလီဘာကိုအာဆင်နယ်အသင်းအနေနဲ့စာချုပ်တတန်းတိုးပြီးတော့အဲရီယယ်မက်ထရစ်ကိုပြောင်းမယ်ဆိုရင်တော့မစေး တန်တစ်ခုတတ်မှတ်ပြီးတော့တန်တရားကနီးပါးတန်တရားကျော်နီးပါးနဲ့ရီယယ်မက်ထရီတို့ကမ်းလမ်းမှသာဝီလျံစလီပါကိုရလိမ့်မယ်လို့တော့ထင်တယ်။အဲနောက်တစ်ခုအနေနဲ့ကတော့မန်စီးတီးအသင်းရဲ့အဒီမန်စီးတီးအသင်းရဲ့တောင်ပန်ကစားသမားတခုဖြစ်တဲ့ဆာဗင်ဟိုမန်စီးတီးအသင်းအနေနဲ့လည်းစာချုပ်အဲသူတို့ရဲ့ရေရှည်အသင်းရဲ့ရေရှည်ပလန်ထဲမှာဆာဗင်ဟိုပြန်လဲထည့်ထည့်သွင်းထားပြီးသူ့ကိုဆာဗင်ဟိုဘယ်လိုပြောမလို့စာချုပ်တက်ကမ်းလမ်းထားတယ်ဆာဗင်ဟို စာမင်ဟိုအနေနဲ့လဲဒီအဲ့ဒီစာချုပ်မှာသူအနေနဲ့လက်မှတ်ထိုးပြီးတော့မန်စီးတီးနဲ့စာချုပ်တဲ့ချုပ်ဆိုဖို့အတွက်သူအနေနဲ့ဘယ်လိုပြောသူမန်စီးတီးနဲ့စာချုပ်ချုပ်ဆိုဖို့အတွက်သူအနေနဲ့လက်ခံနိုင်ဖို့ရှိတယ်ဒါအော်ဂုတ်လအဲပြီးခဲ့တဲ့အပြောင်းရွှေ့တုန်းကတော့အဲ့ဒီစာမင်ဟို စပါအသင်းစပါးတင်ကိုရောက်မှလို့လို့ပါလို့တော့ဖြစ်သေးရဲ့စာပင်ဟိုနေနဲ့စာပင်ဟိုစပါးအတင်းနဲ့တန်း90ပေးပြီးတော့ခေါ်ယူခဲ့ရဆိုပေမဲ့မန်စီးတီးအတင်းကနေပြီးတော့ပယ် ွဲချခဲ့တာပေါ့ပဲဖြတ်ပြီးတော့လက်ရှိချိန်မှာတော့မန်စီးတီးတင်အစားပင်ဟိုမရောင်းတော့ဘဲနဲ့သူတို့ရဲ့ရေရှည်ပလန်ဖြစ်ဖြစ်ကစားသမားကိုထည့်ထားတဲ့အတွက်ကြောင့်မလို့စားပင်ဟိုစာချုပ်သစ်ကန်လန်းထားထားစာချုပ်တွေကန်လန်ထားရဒီစာချုပ်တွေကိစ္စလည်းစာပင်ဟိုနဲ့မန်စီးတီးတို့ကြောင့်ပေါင်းလက္ခဏာဆောင်မယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိတယ်တပတ်ကချဲစီအသင်းကိုချဲစီအသင်းချဲစီအသင်းအနေနဲ့ဆိုရင်ချဲစီအသင်းအနေနဲ့လည်း သူတို့ရဲ့အဓိကကစားသမားတဦးဖြစ်တဲ့ကိုပါမာချဲစီကျွန်တော်တို့ရဲ့အဓိကကစားသမားချဲစီသိန်းရဲ့အဓိကကိုကစားသမားဖြစ်တဲ့ကိုပါမာတော့အဲဆက်သက်၃ဘတ်၃ဘတ်ထိနားယူရမယ်လို့တော့သိရတယ်ဒါပေမဲ့၃ဘတ်ဆိုတဲ့ကာလမှာချဲစီသိန်းနေနဲ့ပြီးအဲဘရိုက်ဒန်နဲ့မနက်ဖြန်ကဲမဲ့ဘရိုက်ဒန်နဲ့ပွဲရနေစားပြီးတော့အောက်တိုဘာလထဲမှာကဲမဲ့အဓိကပွဲစဉ်တစ်ပွဲဖြစ်တဲ့လီဗာပူးနဲ့ပွဲဟိုပါ ိုပါမအနေနဲ့လွဲချော်သွားနိုင်တယ်။အဲလွဲချော်နိုင်တယ်ပေါ့သူအနေနဲ့သုံးဘက်ဆိုတဲ့ကာလာတွင်မှာချဲစည်းတဲ့အနေနဲ့အများကြီးပွဲစဉ်အများကြီးကစားမှာဖြစ်တဲ့အတွက်ကြောင့်ကိုပါမအနေနဲ့၄၅၆ပွဲကတော့တေချာပေါ့ပါဝင်မှာမဟုတ်ဘူးလို့တော့ကျွန်တော်အနေနဲ့ထင်တယ်။အဲကိုပါမအနေနဲ့ တန်ရရရှိသွားတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့တော့တော်တော်လေးတော့စိတ်စိတ်ပြက်နေစိတ်ပြက်စိတ်ပြက်စရာနေထားတခုတော့ဖြစ်သွားတယ်ပေါ့ဗျာကိုဘာမအနေနဲ့တကယ်တမ်းဆိုရင် ကြံ့ခိုင်မှုသာရှိနေမှာဆိုချဲစည်းတဲ့အနေနဲ့တော်တော်လေးကိုဒီရာဒီမှာဒီကောင်းတော်တော်လေးကိုဘယ်လိုပြောမလဲအစင်းနဲ့ အစင်းတစ်ခုမှရှိနေနိုင်မဲ့အခုလက်ရှိကိုပါမမပါဘူးဆိုရင်တော့ Chelsea အသင်းအနေနဲ့ဆိုရင်တော့အဲ Brighton နဲ့ပွဲမှာလည်းရုံးခံရနိုင်တယ်လို့နောက်ထပ်ပွဲစဉ်တွေမှာလည်းရုံးခံရနိုင်တယ်အဲကြားထဲမှာလည်း Benfica နဲ့အဝေးဝင်ပွဲစဉ်အဖြစ် Champions League သွားခံရအောင်မှာဖြစ်တဲ့ကြောင့်မလို့ Chelsea အသင်းအနေနဲ့ကိုပါမမပါဝင်နိုင်တဲ့ပွဲတွေကတော့တော်တော်လေးတော့ အဲဘယ်လိုပြောမစူးစမ်းပြီးမှကစားရမယ်ပုံစံတော့ရှိရဲ့ချဲစီးတဲ့အနေနဲ့ကိုပါမပါဝင်အဓိကအစားသမား၄ယောက်လောက်ထိတန်ရာရရှိနေအောင်လည်းတွေ့ရတယ်သူချဲစီးကျွန်တော်တို့ချဲစီးတဲ့အနေနဲ့တိုးစင်တိုးစင်ပြီးဘာဒီရောနေရပြီးတော့ကိုဝဲရဲ့ဒီလက်ရဲ့တန်ရာရရှိနေဒီလက်အနေနဲ့လည်းနောက်လာကုန်ကန်ဒီမှာတန်ရာပြတ်တန်ရာနေပြီးတော့ပြန်လဲပါဝင် ပါဝင်လာမှာကိုဝဲအနေနဲ့လည်းအဲ ဒဏ်ရာနေပြီးတော့ပြန်လဲမသက်သာသေးဘူးခြေစီးနဲ့မပူပေါင်းနိုင်သေးတဲ့အချိန်မှာအဲတိုးစင်ရပါဒဏ်ရာထက်ရတဲ့ထက်ရဖြစ်တဲ့အတွက်ကြောင့်မလို့တိုးစင်ခြေစီးသိင်းရဲ့နောက်တန်းကတော့အနေငယ်တော့အားလက်ရှိချိန်မှာအားရော့နေရလို့ကျွန်တော်တို့ကျွန်တော်အမည်ကျွန်တော်အနေနဲ့တော့ထင်တယ်ခြေစီးသိင်းနေနဲ့လက်ရှိချိန်မှာတော့နောက်တန်းကတော့အနေငယ်အားရော့သွားပြီချလိုပါချလိုပါတယောက်ပဲရှိတဲ့အနေထားမှာတစ်ဖက်မှာ အဲဒီစာစီအနေနဲ့ Chelsea အသင်းမှာပဲရှိသေးတယ်သူအနေနဲ့ trainee လဲတူးချင်း trainee တွေပဲပြုလုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ Chelsea နီးပြအန်ဆိုမာရက်စကအနေနဲ့ကတော့နောက်ခံပြဿနာတွေဖြစ်နေတဲ့အချိန်မှာ Chelsea အသင်းဟိုဒီစာစီဟိုအသင်းကြီးမှာပြန်လဲပူပေါင်းဝဲပေးမှမဟုတ်ပဲနဲ့ Chelsea အသင်းမှာသူအနေနဲ့အချိန်ပေါင်းဟိုဒါနေရာပေးသွားဖို့တော့ရှိတယ်အချိန်ပေါင်းအနေနဲ့တရားရဂိုင်းတော့ ကြံ့ခိုင်မှုပြေဝနေရဖြစ်တဲ့အတွက်ကြောင့်မလို့လူငယ်ကစားသမားဖြစ်တဲ့အချင်းမောင်းကိုအန်ဆိုမာရက်ကအနေနဲ့ကိုယ်ဝဲဒိုစင်တို့တန်ရရနေတဲ့အချိန်မှာဖူဖာနာ ချလိုပါအအချင်းမောင်း၃ယောက်သူတို့တလဲစီပွဲထွက်ပြီးကစားလိမ့်မယ်လို့ထင်တယ်တပတ်မှလည်းရစီဂျင်းတို့ကူကူရယ်လာတို့ကလည်းရှိနေတဲ့အတွက်ကြောင့်မလို့ဟတ်အေဂျင့်အတင်းကနေခေါ်ယူထားတဲ့ဟတ်တို့နောက်ကစားသမားဟတ်တို့ကလည်းသူ့အနေနဲ့ နောက်တန်းနေလေးနေရာမှာနေရာဆုံးကစားနိုင်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ချဲစီတဲ့နေနဲ့တော့အနေငယ်တော့တက်တာရတက်တာရရမယ်နေအထိအနေထားပေါ်ရဒါပေမဲ့လည်းသူ့ရဲ့အဓိကကစားသမားဖြစ်တဲ့ကိုဝဲနဲ့တိုးစင်အဘာဒီရောအဘာဝင်အခြေတန်းတိုက်စစ်ကစားသမားအခြေတန်းဟိုကွင်းလေတိုက်စစ်ကစားသမားကိုပါမားပါတန်ရရသွားတဲ့နေထားမှာချဲစီတင်ရတော့အနေငယ် ရာသီစားထက်တော့ပိုပြီးတော့ထပ်ပြီးတော့ရုံးကန်ရနိုင်တယ်ပေါ့လက်ရှိအချိန်ဒီမှာလဲခြေစည်းတင်နေနေရှစ်မှတ်သားရရှိထားပြီးတော့အဆင့်6အဆင့်9လောက်မှာအဆင့်အဆင့်6လောက်မှာသူ့အနေနဲ့ရက်တီနေရဖြစ်ပြီးတော့အမ်ရာသီကုန်မှာတော့သူ့အနေနဲ့ချန်ပီယံလိဝင်ခွင့်တနေရာတော့တေချာမယ်လို့တော့ကျွန်တော်အနေနဲ့တော့ထင်တယ်ဒါပေမဲ့လည်းဒီလက်ရှိကိုပါမာတို့ဒူစင်တို့ ကိုဝဲတို့မပါဝင်တဲ့တခြားမှာတော့ချဲစည်းအသင်းအနေနဲ့အနေငယ်ရုံးခံရလိမ့်မယ်လို့ထင်တယ်ချဲအန်ဆိုမာရက်စ်ကအနေနဲ့လည်းဒီစာစီကိုပြန်မခေါ်ဘဲနဲ့အချင်းပေါင်းကိုပဲနေရာပေးပြီးတော့လူငယ်ကစားသမားတွေကိုပဲပွဲပွဲထုတ်လိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့ထင်တယ်အဒီနေ့ဗီဒီယိုလေးကတော့ဒီဒီလောက်နဲ့ပဲဆုံးသတ်ပြသည်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာကျွန်တော်အနေနဲ့ပြန်လဲဆုံးတွေ့ပါမယ်။နောက်အားလုံးကိုကျေးဇူးတင်ပါတယ်။